မင်္ဂလာပါရှင်။ယနေ့ရန်ကုန်မြို့တဘုံတင်းဆောင်ကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ပြည်ပရွှေပြောင်းခြင်းကလည်းမိမိတို့နိုင်ငံရဲ့လူမှုစီးပွားအခြေအနေနိုင်ငံရေးတည်ငြိမ်မှုတို့ပေါ်တည်မီနေခြင်းကြောင့်နိုင်ငံအတွက်ရည်ရှိဖွံ့မှုကိုဥတည်ထိန်ညှိနိုင်မယ့်စီမံချက်များချမှတ်ဆောင်ရွက်သွားရမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။၂024ခုနှစ်သကောင်စဉ်အချက်လက်များအရမိမိတို့နိုင်ငံရဲ့လူဦးရေသည်ဆယ်စုနှစ်များအတွင်းပထမဆုံးအကြိမ်ဖြစ်အနည်းငယ်ရောကြခြင်းကိုတွေ့ရှိရတယ်လို့ယာယီသမ္မတဘုကြုံကြီးမြန်အောင်လိုင်းကပြောကြားပါတယ်။ အောက်တိုဘာ29ရက်နေ့နဲ့ပိုင်းကနေပြည်တော်ရှိ MICC 1တွင်ကျင်းပတဲ့2024ခုနှစ်လူဦးရေနှင့်အိမ်ကြောင်းရာတကောင်စဉ်ပြည်ထောင်စုအစည်းအဝေးခန်းစားထုတ်ပြန်ခြင်းအခမ်းအနားသို့တက်ရောက်အမှာစကားပြောကြရာတွင်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျန်တာရေးကော်မရှင်ဥက္ကဋ္ဌဝန်ချုပ်ကြီးမင်းအောင်လိုင်ကအထက်ပါအတိုင်းထည့်သွင်းပြောကြားကြောင်းသိရပါတယ်တကောင်စင်းရဲ့ဖော်ပြချက်တွေဟာကျွန်တော်တို့နိုင်ငံရဲ့အခွင့်အလမ်းများနဲ့အတူရှင်တွဲပြီးလှုပ်ဆောင်ရမယ့်တာဝန်တွေကိုလည်းတပါးလေးညွှန်ဆိုဖော်ပြလျက်ရှိပါတယ်။ ျွန်တော်တို့နိုင်ငံဟာပထဝီနိုင်ငံရေးအရာအရေးပါတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပေမဲ့အိန္ဒိယနိုင်ငံများထက်လူဦးရေသိပ်သည်မှုတိတိတသားရောပါနေသေးပါတယ်။2024ခုနှစ်တကောင်စဉ်အချက်လက်တွေအရကျွန်တော်တို့နိုင်ငံရဲ့လူဦးရေဟာဆယ်စုနှစ်များအတွင်းပထမဆုံးအကြိမ်ဖြစ်အနည်းငယ်ရွာကျလာတာကိုတွေ့ရှိရပါတယ်။ ဒါဟာမွေးဖွားနှုန်းကျဆင်းခြင်း၊ရွှေ့ပြောင်းသွားလာမှုမြင့်မားလာခြင်းနဲ့မိသားစုပုံစံများပြောင်းလဲလာခြင်းတို့ကြောင့်စိန်ခေါ်မှုတစ်ခုဖြစ်သလိုအခွင့်အလမ်းတစ်ခုလိုလည်းမှတ်ယူနိုင်ပါတယ်လို့ယာယီသမ္မတဗိုလ်ချုပ်ဦးကြည်မင်းအောင်လိုင်းကပြောကြားပါတယ်။လက်ရှိမိမိတို့နိုင်ငံရေးနိုင်ငံရေးစီးပွားရေးအနေအထားအရပြည်တွင်းမှာရှိနေတဲ့လူငယ်များကိုပညာရေး၊ကျန်းမာရေး၊ကျွမ်းကျင်မှုနှင့်စမ်းသစ်တည်ထွင်မှုများတွင်တတိယရောက်ရှင်နိမုံနံပေးပြီးလူသားအရေးမြင့်များကိုရည်သွေးမြင့်တင်ပေးရန်စီမံဆောင်ရွက်ရမှာဖြစ်ကြောင်း နိုင်ငံတစ်ခုရဲ့အင်အားသည်အရေးအတွက်အဖြစ်သာမဟုတ်ဘဲနိုင်ငံအတွင်းမှာမိတင်းနေထိုင်ကြတဲ့နိုင်ငံသူနိုင်ငံသားများရဲ့ကိုယ်ရည်ကိုယ်သွေးမြမမှုနဲ့စိတ်သက်ကောင်းမှုမှုများပေါ်တွင်လည်းတည်မီနေကြောင်းပြည်ပရွှေပြောင်းခြင်းကလည်းမိမိတို့နိုင်ငံရဲ့လူမှုစည်းဝါးအခြေအနေနိုင်ငံရေးတည်ငြိမ်မှုပြည်တွင်းမှာရှိတဲ့အလုပ်အကိုင်းခွင်လန်းတွေနဲ့အိမ်နီးချင်းနိုင်ငံများရဲ့စီးပွားရေးဖွံ့ဖြိုးမှုတို့ပေါ်တည်မီနေတာကြောင့်မိမိတို့နိုင်ငံအတွက်ရည်ရှိဖွံ့ဖြိုးမှုကိုဥတီထိန်းနိုင်မဲ့စီမံချက်တွေချမှတ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ကျွန်တော်တို့နိုင်ငံရဲ့လူငယ်တွေကြားမှာပြည်ပရွှေ့ပြောင်းသွားလာမှုတွေမြင်မာနေပြီးမယ်။တချိန်ကမွေးနှုတ်မြင်မာခဲ့တဲ့ကျိုးဆက်ကြောင့်အလွတ်လွတ်နိုင်တဲ့လူငယ်လူရွယ်ဥယျာကလည်းလက်ရှိမှာများပြားနေစေဖြစ်ကြောင်းတနည်းအားဖြင့် demographic bonnet လို့ခေါ်တဲ့လူဥယျာစုလက်ရရှိနေစေကာလဖြစ်ပါတယ်။ ဒါကြောင့်မို့လူဦးရေဆူလွဲရရှိနိုင်တဲ့အချိန်ကာလမကုန်ဆုံးပြီးဒီလူငယ်လူရည်တွေကိုနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာမှန်ကန်ထိရောက်စွာအကျိုးရှိရှိဆောင်ရွက်နိုင်ရန်စီမံပေးဖို့ကလည်းအရေးပါကြောင်းပြောကြားခဲ့တယ်လို့သိရပါပါတယ်ရှင်။